MSP အရင်ကြီးအတက်မကြီးသေးတဲ့ဆယ်ကျော်တက်တတာဇွန်ကွဲလေးကစကားများနေရနဲ့တူပါတယ်အကားရှိကိုကောင်းမလေးရဖြတ်ဝင်ပြီးတော့ကိုကိုကိုကြမ်းစီတာပေါ့နော်ကောင်းလေးရဟိုဆွဲပြီးတော့ဖတ်ပြီးတော့လှဲလိုက်တယ်ဟိုကျမတို့လည်းကားကိုအရှိန်လျှော့နိုင်တယ်ဘာလို့ဆိုတော့လူနာပါပြီးတော့ လူနာကိုကုညီဖို့သွားတဲ့လမ်းလည်းမဟုတ်နေဘူးအပြန်မောင်းမို့လို့ပေါ့နော်အရှင်ကလည်းပါမနေဘူးဆိုတော့မြမငယ်တွေကိုပြောချင်ပါတယ်ကိုကစကားများလို့အမြင်မတူတော့ဘူးဆိုရင်ညှိနှိုင်းပြီးအဖြေရှာတဲ့နီးကိုသုံးတင်တယ်ပေါ့နော်ဟိုမြမလေးတွေကိုအများစုကြည့်လိုက်ရင်သူကချင်းချောက်တဲ့လမ်းစဉ်လေးကိုနည်းနည်းသွားကြတယ်ငါတေးလိုက်မှာနော်ပေါ့ငါကောင်ကတခုခုလုံးလိုက်မှာနော်ဆိုရင်ငါမှာထရော်မာရှိတယ်ဆိုပြီးသူများတန်ရအောင်စားသိတာနဲ့အတူတူပဲ Boy, boy. ေပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ chile တင်တာလည်းတူရဲ့ကိုရရဲ့အမြင်နဲ့ကာချင်မှာစစိုက်လာလို့တာလည်းသူကအဲ့အဲ့ဟာလေးလည်းနည်းနည်းပြောပြလို့ပါအဲတိုက်တိုက်ဆိုင်ဆိုင်ပဲကျမရဲ့ကားဟုတ်နော်ကုညီမှုလမ်းကနေပြန်လာတာဆိုတော့ဟိုကျမတို့အရှိန်မပါဘူး ကားမှာ black box ရှိတဲ့အခါကျတော့ဇုံတွဲပေါ့နော်အရင်ကြီးအတက်မကြည့်သေးတဲ့ဆယ်ကျော်တက်တတာဇုံတွဲလေးကစကားများနေရနဲ့တူပါတယ်အကားရှိကိုကောင်းမလေးရဖြတ်ဝင်ပြီးတော့ကိုကိုကိုကြမ်းစီတာပေါ့နော်ကောင်းလေးရဟိုဆွဲပြီးတော့ဖတ်ပြီးတော့လှဲလိုက်တယ်ဟိုကျမတို့လည်းကားကိုအရှိန်လျှော့နိုင်တယ်ဘာလို့ဆိုတော့လူနာပါပြီးတော့အလူနာကိုကုညီဖို့သွားတဲ့လမ်းလည်းမဟုတ်နေဘူးအပြန်မအောင်လို့ပေါ့နော်အရှိန်ကလည်းပါမနေဘူးဆိုတော့ တော့ဆင်းရတော့ဗောနော်ဆင်းပြီးတော့ဘာလို့ဒီလိုဖြစ်စေတာလဲဆိုတော့အချင်းချင်းနားလည်မှုလွဲပြီးစကားများတာစကားများတဲ့အခါမှာအဲအဲ့ဒါလဲအဲမြမငယ်တွေကိုပြောချင်ပါတယ်ကိုကစကားများလို့အမြင်မတူတော့ဘူးဆိုရင်ညှိနှိုင်းပြီးအဖြေရှာတဲ့နီးကိုသုံးတင်တယ်ဗောနော်ဟိုညီမလေးတွေကိုအများစုကြည့်လိုက်ရင်သူတို့ကချင်းချောက်တဲ့လမ်းစဉ်လေးကိုနည်းနည်းသွားကြတယ်ငါတေလိုက်မှာနော်ဗောငါကောင်ငါတခုခုလုံးလိုက်မှာနော်ဆိုရင် အဲသူတို့ချစ်တဲ့သူတွေကလည်းသူတို့နာကျင်တာကိုမကြည့်ရတဲ့အခါကျတော့လေအဲအယမ်းပေါ့နော်ဟိုတုံးထိုးရုံးကန်တာတွေကိုကိုကိုတခုခုလှုပ်ပြပြီးတော့မှအဲချင်းချောက်မှုတွေကကျတော့အဲ့ဟာတကယ်တော့လေကိုကနာကျင်တယ်ပြောပြီးတော့ကို trauma ကိုကိုကနာကျင်တယ်ငါ့မှာ trauma ရှိတယ်ဆိုပြီး သူများတန်ရာကိုစားသိတာနဲ့အတူတူပဲဒါကအနိုင်ကျင့်နည်းတစ်မျိုးပဲပေါ့နော်ဆိုတော့အချင်းချင်းအဆင်မပြေရင်အပြေရှာရမှာ အနိုင်ကျင့်ရမှာမဟုတ်ဘူးအဲဒါမျိုးလေးကိုလည်းပြောချင်ပါတယ်ကိုရီးယားတော့ဟိုကိုကားရှင်မှာဒီလိုကြံစီတာတကယ်လို့ဒါအရှိန်လည်းပါတယ်အဲနောက်ပြီးတော့ဟိုသူ့ကိုလည်းမစွဲလိုက်နိုင်ဘူးဆိုရင်တီချာပေါက်ကဘလောက်ပဲတက်တေခိုင်လုံနေပဲဆိုဆိုကျွန်မကာသမားအတန်တိုင်းနောက်ရောက်ပါရင်ဆိုင်ရမှာပေါ့နော်ဆိုတော့ကိုရဲ့စိတ်ပိုင်းဆိုင်ရာဒေါသထွက်မှုပြီးတော့ဒီဒေါသကိုဘလို့ထိ ंछ ုပ်ကင်တွယ်မယ်ဆိုတာ လေနည်းနည်းလေးလွဲသွားတာနဲ့နောက်ဆက်တွဲမှာရင်ဆိုင်ရမယ့်ကိစ္စတွေကကိုကြီးပဲမဟုတ်ဘူးဆိုတာလေးလည်းသတိချက်စေချင်တယ်ပေါ့နော်အဲကျမတို့အားလုံးကစိတ်ပီစီမှုတွေနေတိုင်းရင်ဆိုင်ရတာပျော်ပြီးတော့ဖြတ်တန်းတဲ့သူဆိုတာမရှိဘူးကလေးတွေလည်းကလေးတွေအလျောက်ပေါ့နော်ငားတဲ့ကလေးကလည်းစာမရလို့စိတ်ဖြစ်စည်းတယ်သုံးနှစ်ကလေးကလည်းသူ့မမေကိုရှာမတွေ့ရင်စိတ်ဖြစ်စည်းမှာပဲစိတ်ဖြစ်စည်းမှုတွေနေတိုင်းနေတိုင်းကျမတို့ကရင်ဆိုင်ရတာပေါ့ဒါကိုဘလို့လေးကောင်းကောင်း ကိုချစ်တဲ့သူတွေနဲ့အတူဖြတ်တမ်းမလဲဆိုတာအဖြေပေါ့နော်အဲမဟုတ်ဘဲနဲ့ချင်းချောက်တာအဲကိုကိုကိုတခုခုလှုပ်လိုက်မှာနော်ဒါမှမဟုတ်ငါမခေါ်တော့ဘူးနော်ဒါမှမဟုတ်လမ်းခွဲမယ်ပြက်မယ်ဒါမျိုးတွေကအဖြေတော့မဟုတ်နေဘူးပေါ့နော်အဲခက်ခဲတာတော့မှန်ပါတယ်အိမ်တိုင်းကစားလဲငံပါတယ်ဒါမဲ့စားခင်းထဲမှာလို့တလောက်ပဲထည့်ရင်တော့အရန်ကောင်းပါတယ်အချင်းချင်းပူချစ်ကြပါ ချစ်ချင်းမဲ့ဖြစ်ဖြစ်မုန်းချင်းမဲ့ဖြစ်ဖြစ်ပေါ့နော်ဒီကျမတို့ကြုံရတဲ့စေတနာဇောတွေဆိုတာရှိဒီစိတ်ဆန္ဒတွေအားပြင်းထန်လာတဲ့အခါကြလို့ရှင်အဲဆက်ကျော်တတ်တယ်မှာဆိုအများဆုံးရင်ဆိုင်ရတယ်အဲသူကဒီတယောက်ကိုကိုယ့်ရဲ့ကောင်မလေးကိုချစ်တယ်ကိုယ့်ရဲ့ကောင်လေးကိုချစ်တယ်သူကစကားမပြောရင်ကိုကမပြောတော့ဘူး သူ့ရဲ့ပြုမှုပြောဆိုဆက်ဆံတဲ့ပုံစံတွေကကိုလက်ခံတဲ့အတိုင်းတောင်ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့နေစဉ်ဘဝတွေပါထိခိုက်လာတယ်ဆိုလို့ရှိရင်ဒါကနည်းနည်းလွဲနေပြီပေါ့နော်အဲ့တော့သူနဲ့အဖြေရှာမယ်ပေါ့ဘလို့လုံးကြမယ်ဘယ်ဟာအကောင်းဆုံးအဖြေဖြစ်တယ်ဆိုတာအဖြေရှာဖို့လိုတယ်နောက်ပြီးတော့ညှိနှိုင်းရမှာပေါ့နော်အဲမင်းကဒါမကြိုက်ဘူးဆိုရင်ငါကလည်းဒါလေးကိုအဆင်မပြေဘူးပေါ့ချက်ချင်းအဲ အဲ့လိုမျိုးညှိနှိုင်းတာမဟုတ်ဘဲနဲ့မယူရဲဆန်တဲ့အတွေးလေးတွေနဲ့ရံဖြစ်ရတာပျော်ဝင်လာတဲ့ society တစ်ခုကိုတည်ဆောက်မိပြီးသားဆိုရင်တော့ဒါကဘယ်အတွက်မှမကောင်းဘူးပေါ့နော်ဟိုကိုယ့်ရဲ့ချက်ချင်းပဲဖြစ်ဖြစ်အဲကိုယ့်ရဲ့မုန်းချင်းပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ်ခံစားချက်တွေကဓာရီကိုဖြည့်ရော့ဖို့အတွက်ကို့မှာပဲတာဝန်ရှိတာပေါ့နော်ချက်ချင်းကိုပဲဖြစ်ဖြစ်မုန်းချင်းကိုပဲဖြစ်ဖြစ် ကိုဘလို့ဒါကိုကောင်းကောင်းကင်တွယ်ဖြေရှင်းမလဲဆိုတာတူးချင်းစီရဲ့အရေးအသွေးဖြစ်လာတာဆိုတော့လေပြီးတော့တယောက်တည်းဆိုပြီးတော့လည်းမခံစားပါနဲ့ကို့မှာပတ်ဝန်းကျင်ရှိရယ်ကို့ကိုတရုတ်တရပြုစုပြိုးထောင်ခဲ့တဲ့မိဘတွေရှိရယ်နောက်ပြီးတော့ကို့ကိုမှာချစ်ပေးနေတဲ့ကို့ကိုချစ်ပေးတဲ့မောင်နှမတွေရှိမယ်ကို့ကိုချစ်ခင်တဲ့တယောက်ချင်းစီတိုင်းရှိမယ်ပေါ့နော်ကို့မှာအခက်အခဲတွေကြုံလာတဲ့အခါကျရင်ရင်ဖွင့်ရမယ်ဒါကအဆင်မပြေဘူးဒါကအဆင်ပြေရယ်ပေါ့ တယောက်တည်းကြိတ်ကောက်နေလို့လည်းအဆင်မပြေဘူးဆိုတော့လေဘယ်ဟာအဆင်မပြေဘူးဘယ်ဟာအဆင်ပြေရဆိုတော့ပွပွင့်လင်းလင်းလည်းပြောဆိုရမယ်ဒါမဲ့ပွင့်လင်းလွန်ပြီးသူများကအနိုင်မကျင့်ဖို့လည်းလိုရပါတော့နော်တဲ့င်္ဂစိတ်ကလေးတွေဟိုမထိန်ချုံနိုင်တဲ့အခါအမားကြီးတက်ကြပါဘောလေမြန်မာစတာပစား